ုဒ္ဓဆိုတာကျွန်တော်တို့တပါးမျိုးသားမျိုးပေါ့ဆိုတယ်။ဘောဆာဆိုတာယေရှုပေါ့ဆိုတယ်။ယေရှုကဂျူးနေအတွက်မြေကြီးပေါ်မှာဆက်လာပုံနဲ့သူတို့ကယေရှုကိုလက်မခံရတဲ့ဘာဖြစ်လာလဲဆိုတော့နောက်ဆုံးဂီယူနေအားလုံးကဟိုပေါ့ဒီကိတိရှေဖြတ်မလေးခါရပါတော့မကတည်းကကျွန်တော်တို့ယေရှုကဖြစ်လာတယ်နော်ယေရှုကတည်းကကျွန်တော်တို့ဖြစ်လာပြီးတော့နောက်ဆုံးမှာဖြစ်သွားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့အတွက်ကောင်းချီးဖြစ်ခဲ့တယ် ကျွန်တော်လည်းဒါရူတာတက်တာလို့ပဲကျွန်တော်ကဟာချင်းချမ်းမူရတခြင်းခါမဲ့သူနေကောင်းချစ်ပဲတော့မရမရမဲ့သူနေဖြစ်ပါတယ်တို့တော့ကျွန်တော်တို့ကနောမီနောကောင်းကောင်းလိုက်လာရခါမှာပေါ့နော်နောမီနောလိုက်နေတဲ့ဘောင်ပြုနောက်ဆုံးယေရှုကိုပြုပါနော်ဝိညာဉ်ရခေါ်ဆောင်ကောင်းနေဝိညာဉ်ရမှာကလည်းလူငယ်နောက်လိုက်ချင်းကတိချပေါ့တို့တို့ဟာဆယ်လက်တော့ဖို့ကိုရစားဖို့ဘောပြဖို့ဟာလာမတရားတော့မထုံပြုဖို့မကောင်းတဲ့လမ်းကိုတွေးဆောင်မှာ ူတို့ဟာဘန်ကန်နဲ့လမ်းအောင်ပြင်ဆင်ပြီးတော့မိမိရဲ့ဘဝတစ်ခုလုံးမှာအပြောင်းလဲအနာဂတ်ခုလုံးတော့ဆို DNA ဒါ junta ပြောင်းလဲချင်းချင်းခါလာမျိုးစင်မှာယေရှုမွေးလို့ရဘူးယေရှုကပြောင်းလဲဆိုလို့ရှိရင်တကယ်အသေးသေးတဲ့ချင်းနဲ့ပြည့်စုံတဲ့ဒါမျိုးစင်မှာမွေးတဲ့နေမဟုတ်လားပြောစရာရှိပါတယ်တော့သူရဲ့ယုံကြည်ခြင်းကအကုန်လုံးအပြောင်းလဲဖြစ်လိုက်နော်ဒါညီကိုတို့ဒီမှာအားလုံးပြောပြချင်ပါတယ်မိမိတက်တာအချင်းမှာဘဝလုံးဝပြောင်းလဲပြီးတော့ဂရုတလိုမျိုး ဒီနေ့ဒီမှာအပြောင်းလဲမျိုးစစ်ယေရှုကိုဝေးလာတဲ့ generation ပါဖြစ်စေခြင်းဆိုရင်ဖျံတော့ကိုလုံလုံလုံးမီနောက်ကိုလုံလုံလိုက်ပါလုံးမီလုံးလူနဲ့တွေ့ရင်လိုက်ပါလုံးမီလုံးလူနဲ့ကချုပ်လုံးမီဝိညာဉ်မှာမှန်ကန်တဲ့အရာမျိုးဘုံဒီပရိမိတ်ကိုလာမမရောက်မှန်ကန်တဲ့အရာပြန်ဝင်နေတယ်လူမျိုးခေါဆောင်ပေါင်းရှိခြင်းကကျွန်တော်တို့ကိုယေရှုနဲ့တွေ့စေအောင်ဖြစ်စေတယ်ဆိုတော့ကျွန်တော်ဒီနေ့မှာထုတ်ပြောခြင်းတော့ဖြစ်ပါတယ်လို့နော်အဲ့လိုမျိုးလို့ခြင်းကကျွန်တော်ရူတာတာမှာလဲဆိုတော့ယေရှုရဲ့ဆွေတော်စင်မျိုးတော်ဆန်းမှာ ပါလာတယ်သူဖြစ်ပါတယ်ပထမတော့ဒီလိုမျိုးဒီမဖြစ်သင့်ဘူးเนาะရွက်နေနေပြရမယ်ဆိုလို့ရှိရင်လုံးဝကျွန်တော်လည်းကောင်းချီရထိုက်လို့တူနေမဟုတ်ပါဘူးဒါပေမဲ့သူတို့ဂျူနီလေးမကမြင်တဲ့ယေရှုတပါးမှသာတင်ကျွန်တော်ရှိရောက်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဟာလူတာ၆ပါတော့เนาะလူတာလိုမျိုးဖြစ်တဲ့ဘောဇာဟာယေရှုကိုဆောင်တဲ့ကျွန်တော်တက်တာထက်ပါလေလုံးမီလိုခေါဆောင်ကောင်းနေနောက်လိုက်နေဆိုလို့ရှိရင်နောက်ဆုံးပါဘယ်လိုလူနေပြမလဲဆိုယေရှုနဲ့တွေ့မယ်เนาะ